ီလိုပဲပေါ့နော်ဖြည့်သိမ့်ပြီးတော့ကိုကြိုးစားတာပေါ့လူကတော့အသက်ရှင်သေးရတယ်ဒီလိုပဲကြိုးစားပြီးတော့ရက်တည်ပြီးတော့ဖြည့်ပြောင်းနေတာပေါ့ဒီဝါသနာကြောင့်ပေါ့ခါတိုးတွေးမိတာပေါ့အမြဲတမ်းတွေးတယ်နေတိုင်းဒါပေမဲ့ကိုမလုံထိုင်တာတစ်မျိုးပေါ့နော်ဒါပေမဲ့ဒါလေးကိုတန်ဖိုးထားတယ်ညာအမှုပညာတကယ်တန်ဖိုးရှိတယ်အရန်ကြည်လင်တယ်နူးညံ့တယ်ခံစားရတယ် ဥတံပံကဥစော့မျိုးတင်ပါတကယ်တမ်းဝါသနာပါတာတော့ခလိဘွားတွေကအမှုပညာအဲပန်သာကျောင်းကို80ခုနှစ်တည်းကတက်တာအဲ့ပါဥလုံးချင်တာကတော့အမှုပညာပေါ့နော်ဒါပေမဲ့အခုဖြစ်နေတာကတော့တမျိုးပေါ့နော်ဒါမှမဘာဖြစ်ပဲလေကိုကရက်တည်ရမှာဒီလိုပဲပေါ့ရင်ဆိုင်ရမှာပဲ ါကိုမိသားစုပြည်လဲဖို့ပေါ့နော်အဲပန္နာကျောင်း84ခုနှစ်ကဆင်းတဲ့ကျွန်တော်ဆရာစိတ်ကြီးများရဲ့ဟိုတင်ကြားမှုနဲ့ပဲဒီဘာသာရပ်ကိုယူခဲ့တယ်။ကျောင်းစင်လက်မှတ်ကျောင်းစင်နဲ့ကျောင်းစင်လက်မှတ်ရတယ်။ကျောင်းစင်လက်မှတ်ရတယ်ဌာနဆိုင်ရာကိုအားလုံးရှောက်လို့ရတယ်လေဒီကျောင်းရဲ့ကျောင်းစင်လက်မှတ်ကလေးနဲ့ဒါပေမဲ့လည်းဥဒ္ဒမပြုတော့ပါဘူးဥပ္ပါဘူးအဲတမိုင်းနဲ့ချင်းမြင့်အထယ်ဆက်ရုံဥဒ္ဒါလေးဘယ်လိုခေါ်မလဲဝန်ကြီးဌာန ဝင်ကြီးဌာနလက်အောက်ခံဟိုတုန်းကတမိုင်းနဲ့ချင်းမြဲတဲ့အဲ့မှာဖြော့ပေးဟိုလုတ်ခဲ့အဲ့မှာယဉ်ကျေးမှုအဖွဲ့ဆိုပြီးတော့လုတ်ခဲ့တယ်အဲ့လုတ်တယ်အဲ့မှာနှစ်နှစ်သုံးလေးနှစ်လောက်ပေါ့နော်လုတ်တယ်နောင်ဟို80ရှစ်ကြော်ကြော်လောက်မှာပဲဥဟိုကအဲ့ရနေပြီးတော့အလုတ်ထွက်တယ်ထွက်ပြီးတော့အပြင်မှာပဲဒီလိုပဲစပိန်ပညာဘာညာဒါလည်းပဲလုတ်ပါကျန်တော့တိတ်ပြီးတော့မလိုက်စားနိုင်တော့ပေါ့နော်ကိုအကြောင်းအကြောင်းအဲ့ဒါလည်းဒီဆက်ရုံမှာအလုံးလုံးနေတဲ့ညာဘက်ကအောက်ဆက်ယုံပြီးတာနဲ့ ဟိုက site ကသွားနင်းနေအောက် site ရှာတာပေါ့နော်ဒီလာစာလေးနဲ့အစင်ပိုပြီးပြေအောင်လို့အဲ့ဒါနေပြီးတော့လုံချင်းလုံချင်းရနေပြီးတော့ဒီအဲဘဝတင်ပေးတာပေါ့နော်ဒီပညာလေးကိုအဲ့ဒါနေပြီးတော့အကောင့်လေးနဲ့တစ်ခါပြန်ရက်တည်တာပေါ့အတန်ကြားတာနဲ့နားစွန့်နေတာပေါ့ပေါ့နော်မြန်မာတန်စင်တို့မြန်မာရဲ့ဒုတိယလို့ဆိုလို့ရှင်တော့ခန်းစားလို့ရပါတယ်ဘာပဲဖြစ်ဖြစ်ပဲပညာပဲဆိုရင်တအားဟုတ်တာမပြုလို့ရှင်တော့ခန်းစားခန်းစားမိတဲ့နားလေးတော့အနည်းဆုံးစွန့်လိုက်တာပါ အဲအဲ့ဒါလည်းရှိတယ်ဒါပေမဲ့ကဲ့ရတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီနားလေးမှာအဲဘလူးလေးသူတို့လောက်ကဘယ်နားမှလိုအပ်တယ်ဒါအနုပညာသမားချင်းချင်းကိုလည်းဦးအားအဲ့လိုမျိုးဟိုဒါမပြူးနော်နားလည်းခွန့်လို့ပေးတာလေသူလည်းသူတက်ကြမ်းတော့လို့လောက်တာပဲဆိုပြီးတော့အဲ့ဒါလေးနားစွန့်နေအဲသူများတွေဟိုဒါမပြူးဘူးကိုယ့်အကိုစဉ်းစားရတယ်ဝေဖန်တယ်ဟိုအပြစ်ပြောတာလို့ကဲ့ရတာတော့ဦးမလို့ဘူးအဲဒါဦးရဲ့အကျင့်နိုင်တဲ့လူကိုလည်းဦးမျှဝေပေးတယ်အော်ဒါစပြီးတော့တီးတဲ့အချိန်ကျလို့ကျွန်တော်ဒီဒိုးဝိုင်းမယ်အော်ဂင်လေးပဲတီးပါလေအဲရှိတာလေးနဲ့ပေါ့နော်အဲဒီမြန်မာတန်တင်လေးတွေအဖွဲလိုက်ဒိုးဝိုင်း လိုက်ပြီးတီးတယ်တီးလို့ရှိရင်အဖွဲသားလေးတွေနဲ့သူမကိုအာကိုတကြီးနဲ့အားလုံးဆိုကိုစူးစမ်းပြီးတီးရတာအရန်ပျော်ရွှင်တာပဲဟိုဘယ်လိုကြည်နူးတယ်ဒီအမှုပညာအရသာတားခံစားလို့ကောင်းတယ်အပြစ်အပြစ်တော်တော်ကင်းစင်တယ်အမှုပညာတကယ်တမ်းလူတွေရတာသူကသူဇေယျမျိုးစုံနဲ့သူကသူသွားကြတာပေါ့နော်အခုယနေ့တိုင်လဲဟိုနာမည်ပြလဲမရှိခဲ့ဘူးကိုတက်ကျွမ်းတဲ့အမှုပညာနဲ့နေပြီးတော့အတောက်စားလည်းမရှိခဲ့ဘူး ဘာမှဟိုဂျန်တဲ့ကိစ္စပေါ့နော်မရှိဘူးလူမှုရေးဖောက်ပြန်မှုတွေပါမရှိခဲ့ဘူးကိုောက်ရိုးသားသားနဲ့ဒီအမှုပညာလေးကိုတံမိုးထားပြီးဥဟိုတတ်တက်လောက်နဲ့လွှဲလိုက်တော့ဥအတွက်ဒါတံမိုးပဲပေါ့လေကိုရှိတဲ့ပညာရဲ့တံမိုးပဲပေါ့ဒါပါပဲကျွမ်းပါလာတော့ဒီလိုပဲပေါ့နော်ဖြည့်သိမ့်ပြီးတော့ကိုောက်စူးစားတာပေါ့လူကတော့အသက်ရှင်သေးရတော့ဒီလိုပဲစူးစားပြီးတော့ရက်တီပြီးတော့ဖြည့်ပြောင်းနေတာပေါ့တွေးမိတာပေါ့အမြဲတမ်းတွေးတယ်နေတိုင်းဒါပေမဲ့ကိုမလုံထိုင်တာတံမျိုးပေါ့နော်ဒါပေမဲ့ဒါလေးကိုတံမိုးထားတယ်ညာလူပညာတကယ်တံမိုးရှိတယ် အရန်ကြည်လင်တယ်နူးညံ့တယ်ခံစားရတယ်မရှိဘူးဒါပေမဲ့တခါကြလို့ရှိရင်တော့ကိုမလွတ်ရတဲ့အတွက်လက်လွတ်ချင်တယ်ငါလွတ်ပလိုက်မယ်အော်ငါအနည်းနည်းလားငါကလေးဘွားတွေကဟိုပတလားလေးတီးပြီးရှင်းနေသားအရွယ်လောက်တွေကတီးမှုတ်လာတဲ့ဟာဒါတွေကငါငါမိဘတွေကလည်းငါ့ကိုဖြစ်စေချင်တယ်နှလုံးရောဂါသမားဆိုတော့ဒါလေးတွေကို ဟုတ်တာပြည့်ကျင်တယ်အဲဖြစ်စေကျင်တယ်နူးညံ့ညံ့နဲ့ငါသားလေးအလုတ်လုတ်တာကိုပဲမြင်ကျင်တယ်ဆိုတော့အဲ့လိုဆန္ဒလေးတွေသူတို့ရှိတယ်အဲကိုကလည်းအဲ့လိုမျိုးကြိုးစားလာတယ်ဒါပေမဲ့တခါတာမှုအရန်ထားတာပဲเนาะအဲ့လိုမျိုးမလွတ်ပြစ်ချင်တာတော့အာမဖြစ်ပါဘူးလေဒီအမှုပညာလေးကိုငါဆက်ပြီးတော့ငါမတိမရှင်းရတော့ထိမ့်သိမ့်သွားမယ်ငါတက်တက်လောက်ကလေးကိုငါထိမ့်သိမ့်သွားမယ်ငါလှုပ်ဆောင်သွားမယ်ဆိုပြီးတော့အဲ့လိုမျိုးရည်ရချက်ရှိတယ်မတိမရှင်းရတော့ကျွန်တော်လုံးမအောင်ကိုထမ်းတော့ကျမကြီးကတော့ကုတမှုကပြောမြမစင်းမိတို့လေးနဲ့ဒီလိုပါပဲเนาะအဲ့လိုမျိုးပဲရှိတယ်ဒီအညောင်းနေမိတာတွေပေါ့เนาะ ဒီ level ကြီးပေါင်းနေရှိတယ်အင်အားမရှိတာလေးတွေရှိတာပေါ့နော်လှုပ်ရှားမှုအင်အားတွေအဲ့ဒါမျိုးအဲ့လိုပဲ